အခုမြင်နေရတဲ့ကောင်လေးကဒေါ်လာတန်း330ကျော်တန်ကြီးရှိရဲ့ဘစ်ကွိုင်းလေးကိုအတားလေးဖောက်ခိုးသွားခဲ့ပါရယ်။ဒါဟာအမေရိကန်သမိုင်းမှာအကြီးမားဆုံး crypto ဖောက်ထွန်းမှုကြီးတစ်ခုဖြစ်ခဲ့ပါသေးရယ်။အဟောဘုတ်ကောင်းတာကသူက blockchain နည်းပညာရှင်ကြီးမဟုတ်သလို hacker ဆရာတစ်စုလည်းမဟုတ်ပါဘူး။မလုံးလံဟာစင်ကာပူနိုင်ငံသားတမန်ကျောင်းသားလေးတစ်ယောက်ပါ။ဒါပေမဲ့သူဟာလူငယ်ပီပီညာကိုလွှာသုံးမိရောဉာဏ်နဲ့ပညာလိုလစ်လစ်ကလေးလှည့်စားသွားတာပါ။အခုဆိုရင်နေချင်းညချင်းမီလီယံနာဖြစ်လာတဲ့အခါမှာမမြင်ဘူးမစားဘူးနဲ့ ယ်ထင်နိုင်ကြပါရယ်။မြို့ောင်းကတံပိုးကြီးရှပကရီဒါဇင်ကျော်ရှောက်ဝဲဖြစ်တယ်။နောက်ပြီး night club တွေမှာလည်းငွေကိုမတရားသုံးနိုင်ဖြုန်းနိုင်နေတော့ဘရင်တပါးလိုအလုံးကဖူးမုတ်တာကိုခံနေရပါရယ်။ဒါတွေမကသေးပဲကောင်းပေးဆိုတဲ့စင်ခန့်အင်ကြီးတွေမှာအခန့်သားနဲ့စီစဉ်ခရင်တိတ်ကိုတာယာနေခဲ့ပါရယ်။သူကတရားဥပဒေကိုလက်တလုံးချလုပ်ထားတာတော့တကားမရှိဒါမရှိနဲ့ထင်နိုင်ကြပြီးရောပါတင်ရသွားနေခြင်းတလို့နေနေခဲ့ပါရယ်။ဒါပေမဲ့သူဆဆင်တလို့ဆောက်ထားတဲ့လေရဲကဒီအိမ်လေးကလည်း ကြာမခံလိုက်ပါဘူးတကယ်လည်းမကောင်းမှုဆိုတာစိတ်괴ရမရှိရကြောင်းသိမကြခင်မှာပဲ FBI တွေရဲ့လက်ထိတ်နဲ့ကောက်ကောက်ပါသွားခဲ့ပါပြီသူဟာအသက်ငယ်ငယ်လေးနဲ့နှစ်ပေါင်းများစွာထောင်ကျသားရောင်းတင်မကပဲဒန်ဂျီနီနဲ့ဒေါ်လာသိန်းချီပါထပ်ဆောင်ရုပ်ပေးအောင်မှာပါဒါကလူချင်းကြီးအောင်ဈေးခန်းမြင့်စီးတွေနဲ့ကျွဲလို့ဒူယာဝန်နာကိုတလဲကုန်ယူနေရကြောင်းအသွားနှစ်ဖက်ရှိရဲ့ငွေကတန်ဂျီနီနဲ့သူ့သူဘွားတစ်ခုလုံးကိုတစားစီဖြစ်စီပြလိုက်ပါပြီဒါပေမဲ့ဒီနေရာမှာစဉ်းစားစရာတွေအများကြီးရှိနေပါ ါရယ်ပြောရရင်ကျွမ်းကျင်ဆရာကြီးတွေအောင်တော်ရုံချိုးဖောက်ဖို့မလိုရယ် blockchain နည်းပညာအခြေခံတာရယ် crypto ငွေကြီးတွေကိုဘယ်လိုများအသာလေးခိုးနိုင်ခဲ့ရလဲနောက်ပြီးငွေပုံအပေးတောင်ဘယ်လိုမှအစားပြတ်မရနိုင်တဲ့ခုရဲ့ဂုံတိတ်ခါနဲ့ငယ်ရွယ်လွတ်လပ်တဲ့ဘဝကြီးတစ်ခုလုံးကိုဇင်ခံပစ္စည်းတွေနဲ့ယူယူမမိုက်ကိုအလဲအထက်လုပ်ပြလိုက်ရရလဲခုအနေနဲ့လည်း DVD ကိုအဆုံးထိကြည့်ပြီးသွားရင်တော့အသွမ်းတစ်ဖက်ရှိရဲ့ငွေရဲ့စုချွေးတွေကြောင့်ကိုကွက်ကွက်ကွင်းကွင်းတတိထားလာနိုင်မဲ့အပြင်ခုရဲ့ငွေတုံးရွယ်တုံး င်တမုရှိရဲ့အချိန်တွေကိုအချိုးရှိရှိအသုံးချပြီးတော့ကျေဝချမ်းသာအောင်စနစ်တကျဖန်တီးလို့ရရဲဆိုတာကိုအသေးချာသဘောပေါက်သွားမှာပါဒါကြောင့်ဒီနေ့မှာတော့မလုံးဆိုရဲအသက်30လူငယ်လေးကဘဝနဲ့ယဉ်မိပေးခဲ့တသက်စာလိုက်နိုင်ရမယ်ဘဝပေးသင်ခန်းစာတွေကိုကျမတို့တွေအားလုံးအတူတူသိလာကြတာပေါ့ အလုံးဝမင်္ဂလာပါဒီတစ်ခါမှာတော့ crypto မဲ့ရဲ့ entertainment season ကနေအလုံးကိုပြန်လဲကြိုဆိုလိုက်ပါရယ် but when the heist ဒီသမိုင်းတွင်ဖြစ်ရကြီးဟာဖုန်းကောလေးတစ်ခုကနေအစပြုလာခဲ့ရပါ now b မလုံးနဲ့အတူကြံ့ရပါလေးရောက်ထပ်ပါနေပါသေးရယ်သူတို့တငယ်ချင်း9ယောက်ဖွဲ့ကနေ့ချင်းညချင်းဆန်းသာခြင်းနဲ့စိတ်ကကြီးစိုးနေရောတားကောင်ကိုကြားချောင်းချောင်းရင်ကလင်ကချင်းညံတွေနဲ့အကွက်ကြကြပြင်ဆင်နေခဲ့ပါရယ်ဒီလိုနဲ့ august 18ရက်နေ့2024မှာ washington dc မှာနေတဲ့လူတယောက်ကို တည်ပြီးပြင်မဲ့ရွေးလိုက်ပါတော့တယ်။အဲ့ဒီလူဟာ Bitcoin လို Crypto တွေမှာအစိုးပိုင်းလောက်ထဲရလက်ဦးရယူတာရဲ့ Investor တစ်ယောက်ပါ။သူ့ရဲ့ Crypto Wallets ထဲမှာရှိရဲ့ Bitcoin ပေါင်း၄အောင်တရာကျော်ဟာအဲ့အချိန်နှုန်းကဈေးနဲ့တွက်တာရော US ဒေါ်လာ230 million လောက်ထိကိုတန်ကြီးရှိနေရပါ။ဒါဟာမလုံးလို့တငယ်ချင်းတစ်သားရွတ်တော့တရေကြစီရာရွှေရင်းကြီးတစ်ခုပဲဖြစ်ပါရဲ့။ဆိုတော့သူတို့ရဲ့အကြံစီကိုအချိန်ဆမနေတော့ပဲအကောင့်ထဲစဖို့ကြပါရောအထမောင်ဆုံးအနေနဲ့ဖုန်းနံပါတ်အတူနဲ့ Google Tech နီကယ် support အဖွဲ့ကဆိုပြီးစတင်ချင်းကပ်ပါရယ်ပိုင်းရင်နိုင်ရင်နဲ့တဲ့သူတို့ဟာ CRD တွေလိုထားကြကြနဲ့ကိုလိန်တာပါအဲ့ဒီလူကြီးရဲ့ Gmail account တွေကို hacker တွေခိုးဝင်ဖို့ကြိုးစားနေတယ်ဆိုပြီးဖိချောက်ပါတော့ရယ်နောက်ပြီး hacker ရင်ကအချိန်မီကောက်ွက်ကျင်တယ်ဆိုရင်အချိန်ဆွဲနေလို့မရပဲမြင်မြန်ထစ်ထက်လုံးမရမယ်ဆိုပြီး security codes တွေအတင်းလွတ်တောင်းပါတော့ရယ်ကဲအဲ့ဒီနေရာမှာကိုဆိုရင်ရောအနစ်နဲ့အလားလားရွှေလိုဥထားတဲ့ဒေါ်လာတန်းချီတန်တဲ့ဘစ်ကွိုင်းတွေကိုဆုံးရှုံးသွားမှာမကြောက်ဘဲနေမလားပေါ့ တကယ်လည်းဟုတ်ပါတယ်လူရီရဲ့စိတ်ဟာအကြောက်တရားနဲ့ပပင်းတွေ့ရဲ့အခါမှာသွေးတော်ဆင်ကျင်နိုင်စမ်းနေအားနေသွားတော့စိတ်တလူချစ်လေလူတလူပုံသွင်းလို့ရသွားရဲဆိုတာပါဒီကောင်လေးရဲ့အဖွဲကဒီအချက်တစ်ခုရဲ့ကိုကောင်းကောင်းကြီးအသုံးချသွားကြတာကိုတွေ့ရမှာပါအဲ့ဒီတော့စုံလဲစုစားလေးယူဖြစ်နေရောသူတို့တောင်းတမယကိုလက်ထုံချီတုံနဲ့အာဘုတကြီးထုတ်ပေးမိလိုက်ပါတော့ရယ်အဲ့ဒီနောက်တော့မလုံးဟာ one drive နဲ့ချီမေးရီကိုတဆင်ပြီးတဆင်ဝင်ရင်းနဲ့နောက်ဆုံးမှာဘေးကွိုင်ပေါင်း၄၁၀၀ကျော်ဟာသူတို့စီကိုအအောင်မြင်မြင် ရောက်သွားခဲ့ပါပြီ။ဒီနေရာမှာလုံးဝမထင်တာတစ်ခုကိုတိတ်ချာသတိထားမိလိုက်ကြတာ။အခုမြင်နေရတဲ့အတိုင်းသူတို့ဖွဲ့ရဲကတယောက်ကဒီဖြစ်စဉ်ကို secret recording ယူထားတာကိုပါ။ခုဆိုရင်လေကိုယ့်ရဲ့ agency တစ်ခုမမျှော်လင့်မဲအောင်မြင်သွားရင်အမှတ်တရလို့တင်ထားစီမိမှာပါ။အဲအာကပဲကပိုက်ပိုက်ထားတဲ့မွေပွေးလို့ငယ်တဲ့ကိုထပောက်တော့မယ်ဆိုတာအခုတော့သူတို့သတိထားမိပုံတော့မပေါ်ကြပါဘူး။ Part 2 The Cover Up ကဲအခုဆိုငွေတွေအလုံးရင်းလိုက်သူတို့ဖွဲ့တွေလက်ထဲရောက်လာချိန်မှာတော့ blockchain စနစ်ကြီးဟာသူတို့လက ခုတ်တဲကအကြီးလိုဖြစ်သွားတော့သူတို့တစ်ဖွဲ့လုံးတအန်တအောနဲ့လုံးဝကိုမယုံနိုင်ဖြစ်နေကြတော့တာပေါ့လူငယ်ရေးဆိုတော့မြအုံးသီးရတယ်လို့တအားကိုတသိန်းတို့ပြုံမြူးခုန်ချရနေကြတာပါအဲ့ဒီတဲမှာမုံမမြင်လေးမမြင်နဲ့အပျော်ဆုံးဖြစ်နေရတော့မလုံးပါပဲဒါပေမဲ့ခိုးထားရဲ့ coin free ကိုဒီတိုင်းထားရင်ခြေရခံလို့လွယ်နေရကိုသူတို့ကောင်းကောင်းကြီးရိတ်စားမိကြတော့တခြားမတူတဲ့ coins အမျိုးအစားတွေဖြည့်ချက်ချင်းပြောင်းပြစ်တယ်ဒီခိုးရပါငွေတွေကိုငွေဖြူအဖြစ်ပြောင်းဖို့ few chains နည်းကိုသုံးပြီးတော့ wallet တွေ ယ်ဆုံးမခွဲသိမ်းထားကြတာပေါ့သူတို့နေရာကိုလွလွချေရခံလို့မရအောင်လေ VPN တွေအဆင့်ဆင့်ခန်းထားကြပါသေးတယ်ဒီလိုနည်းရည်နဲ့ခြေရဖျောက်ဖို့တီတီချာချာပြပြဖုံးပြထားလိုက်ကြပါဒါကခဏလောက်တော့အလုပ်ဖြစ်ခဲ့တယ်လို့ပြောလို့ရပါမယ်သူတို့ထဲကမလုံးကတူတူတိတ်တိတ်နေရမယ်အစားသူရှိမှရှိရဲ့ငွေပုံကြီးကြောင့်တော့အစိတ်မထိန်နိုင်တော့ပါဘူးသူဟာသုံးဖို့ဖြုံးဖို့ရောက်ရက်ခတ်ဖို့အဆိုင်မြင့်နေရာကနေဆက်ရှိန်တဖြည်းဖြည်းတက်လာခဲ့ပါတယ် part 3 The Wild Spending Spree သူဟာအလကားရထားတဲ့ငွေတွေကိုရေကုန်ရေကန်မတရားဖြုန်းချက်ကတော့တကယ့်ကိုမျက်ခုံးလို့စီရပါပဲပြောရရင် LA Night Club ဒီမှာဆိုရင်တညရဲနဲ့ဒေါ်လာ၄သိန်းကနေ၅သိန်းကျော်အထိကိုပပတ်ဆက်ဆက်ဖြုန်းတာပါဒါကလည်း club တစ်ခုလုံးစိုက်တဲ့လောက်တော့ကြားတဲ့လောက်ဘူးရှင်းပြဖို့တကားခံပေးရပေါ့နောက်ပြီးသူဝယ်ထားတဲ့ model မြင့်ကားတွေကလည်းအစီ30ရောင်ကျော်နေပါသေးရဲ့ဒီလိုဆုံးနေရာကိုလူတွေကမေးရောသူက crypto ကြောင့်ချမ်းသာနေရပါဆိုပြီးပြောပြလိုက်သေးရပါ 高尔夫 t i f o ဒါဟာအခုခံရရဲ့ Bitcoin အမှုနဲ့ဆက်ဆက်ပြီးနောက်ဆုံးရာဇဝင်လိုက်ဖို့ပထမဆုံးသိလင်စာတစ်ခုဖြစ်သွားခဲ့ပါရဲ့။ဒါအပြင်စိတ်မကောင်းစရာကသူဟာ luxury ဆန်လို့မဝသေးခင်မှာပဲထောင်နှံဆန်ဖို့အကြောင်းခံလာခဲ့ပါပြီ။ဖြစ်ပုံကတော့အပေါ်မှာပြောခဲ့ရဲ့ Secret Record ယူထားတဲ့တဲ့ရောက်ကထဖောက်တာကြောင့်မှအဲအားကြောင့်ပဲသူတို့ရဲ့ data ချက်လက်တွေပေါ်ကြားကုန်မှာရောရဲ့။ဒီလိုလက်ဆုပ်လက်ကင်ရထားတဲ့ Secret Shot တွေကနေတစ်စက်သူတို့ထဲကအဖွဲ့ဝင်တဲ့ရောက်ဖြစ်တဲ့ Jindio Serrano ဟာပထမဆုံးအဖမ်းခံလိုက်ရပါရော။ ယ်ဒီလိုနဲ့ FBI တွေဟာခြေရခံရင်ခံရင် September 2024မှာတော့စင်ခဲအင်ဂျီမာတာယာနီရဲ့မလုံးတယောက်ကိုလက်ပူးလက်ချက်အမိဖမ်းနိုင်ခဲ့ကြပါတယ်။အဲ့ဒီအင်ဂျီမာသူ့ဝေထားရဲ့တံပိုးကြီးရတနာတွေအပြင်စင်ခဲကားတွေကိုပါတွေ့ခဲ့ရပါသေးတယ်။သူ့ကို Virginia ထောင်မှာထမ်းချုပ်ထားခဲ့ပြီးသူနဲ့တငယ်ချင်း Jin Dion Serrano ဟာခိုးဒါရဲ့ Bitcoin ကြီးရဲ့က20 million တံပိုးရှိရဲ့ပမာဏကိုပြန်ပေးဖို့ခေါင်းငိမ့်လိုက်ကြပါတယ်။ဒါပေမဲ့တန်း130ကျော်မှာတန်း80လောက် ကိုပြက်စဲယူနိုင်ပြီးတော့ချန်နီသေးရဲ့တန်တရာကျော်လောက်ကတော့ပျောက်ချင်းမလားပျောက်နေတော့ပါပဲ။နောက်ပြီးဒီကြရဲ့မလုံးတရာသုံးတဲ့ဖြုံးခဲ့ရရီကတော့ပြန်ရဖို့လည်းမမြင်တော့ပါဘူး။ဒီလိုနဲ့အသက်30ဆသာရှိသေးရဲ့မလုံးဟာဖုန်းကောလေးတစ်ခုကနေအစပြုခဲ့တဲ့လောက်ရတစ်ခုကြောင့်အခုဆိုနှစ်ရှည်ထောင်းတဲ့အနည်း20အောင်ခြားခံလိုက်ရပါတော့ရယ်။ Final ending lessons. မလုံးဟာငွေတို့ပိုက်ပြီးသုံးဖြုံးပြ ကျွေပြရာတွေသက်စရီပစ္စည်းတွေတဖိဖိတောက်နေအောင်ဝစ်စာပြရာတွေကိုအငမ်းမရနဲ့မမတ်မမော့လိုက်စားမိရောဒီလိုငငယ်ရရနဲ့ဘဝပြတ်သားခဲ့ရပါသူစိတ်ထဲမှာထင်နေတာကဒီလို luxury အဆောင်ရောင်တွေနဲ့နေနိုင်စားနိုင်မှလူတော့တူပြီးလူရဝင်လူထင်ကြီးမယ်လို့တလဲကုန်ယူခဲ့ရပါမလုံးဖြစ်ကနေတတိပင်းနေရာက luxury ပစ္စည်းတွေဆိုတာတကယ်မလို့အပ်ပဲလူတွေကိုအမတ်လို့ကြည့်အောင် marketing နည်းတွေနဲ့တွေးဆောင်ဖျားယောင်းနေကြရပါခုအနေနဲ့လည်းမလို့အပ်သေးပဲလူချင်းတွေရဲ့ branded ပစ္စည်းတွေ ောက်ကောက်ကောက်ပါအောင်မလိုက်မိဖို့နဲ့ငွေကိုကျူးစောက်ထုတ်မှုမတုံးဘဲအလွယ်လန်းကနေထက်ခုတ်ချင်စိတ်တွေကိုရှေ့တန်းမတင်မိဖို့အထူးသတိထားရပါမယ်။နောက်ပြီးလူရည်ထင်ကြီးအောင်လူရဝင်အောင်လုပ်ဖို့ကရွှေရင်ငွေကနေဖြာထွက်နေတဲ့အယောင်တွေကနေလာတာမဟုတ်ပါဘူး။တကယ်တော့ကိုယ့်ရဲ့ယူသားဖြူစင်မှုလူချင်းဝက်တွေကိုနားလည်မှုရယ်ကိုတက်ကျွမ်းသားရဲ့ပညာရည်နဲ့လူတွေကိုတကြောင်တိုင်နေရာကအချိုးပြုတ်ပေးနိုင်မယ်ဆိုရင်သူ့လူလူရလာတာမျိုးပါ။နောက်ပြီးငွေဆိုတာအသွမ်းတစ်ဖက်ရှိရဲ့ဒါလိုပါပဲ။ကို့အတွက်တတိချာသုံးတဲ့ ရင်တော့အကျိုးရှိမှာဖြစ်ပြီးတော့အတော့ဖြူနေမသိပဲစမ်းသဝဝါဆိုရင်တော့စူးကျွရင်းနဲ့ထိတိုက်ကြုံရမှာပါ။ဒါကြောင့်ငွေကြေးစီမံခန့်ခွဲနည်းရေငွေကိုစနစ်တကျရင်းနှီးမြှုပ်နှံမှုတွေကိုအားရအားသလိုလေ့လာလိုက်စားနေသင့်ပါတယ်။ပြောရရင်မဖြစ်မနေသိပြီးလိုက်နာရမယ့်အကျိုးဆိုးတွေကိုရှောင်ဝင်ငွေရဲ့၁၀ရာခိုင်နှုန်းကိုစုပြီးတော့လစဉ်ရွှေဥဥပေးရဲ့အဆက်တွေရေးဝယ်ရမယ်ဆိုတာတွေကိုပါ။တကယ်တော့အခုမှအသက်၃၀ပဲရှိသေးရဲ့မလုံးဟာစိတ်ခံစားချက်တွေနောက်လိုက်ပြီးခံယူချက်အများကြီးကြောင့်ဒီလိုမျိုးလမ်းကြ ောင်းလည်သွားခဲ့ရပါပြောရရင် crypto လိုငွေကြေးတွေကအခုဆိုရင်ကမ္ဘာနိုင်ငံကြီးတွေမှာတစတဲ့တစခေတ်စားလာပြီးရောခေတ်သစ်ငွေကြေးတစ်ခုလိုကိုဖြစ်လာနေပါပြီသူအနေနဲ့ခြားသူစီကရင်မတမာရဲ့နီးနယ်မခုတ်ပဲကုကူရိုင်းဇွန်းနှစ်ပဲရှိရှိ crypto ဈေးကွက်ကိုတိချလေးလာလိုက်စားပြီးရောတင်းတော်ရဲ့နေရာမှာတိချတွက်ဆက်ထားတဲ့ယင်းနှမြုံနယ်မှုတွေသာလုပ်မယ်ဆိုရင်အချိန်တစ်ခုရောက်တဲ့အခါရလကောင်တစ်ခုကိုမျက်ဝါးထင်ထင်မြင်ရမှာတိကြပါရဲ့ကုဘကနေအမခံရမှာကခွန်အားတိချစိုက်ထုတ်ဖို့နဲ့စိတ်ရှိသီးခ ခံပြီးဈေးကွက်ကိုအမြဲလေးလာနေဖို့ပါပဲအခုကလည်း crypto တွေပေါ်လာတာဆယ်စုနှစ်ကျော်လောက်ပဲရှိသေးရောအခုချိန်မှာစားလေးလာမယ်ဆိုရင်လည်းလုံးဝနောက်မကျသေးပါဘူးနောက်ပြီး blockchain နည်းပညာနဲ့အခြေခံအောင်တည်ဆောက်ထားတာကြောင့်လုံခြုံရေးအဆင့်မြင့်နဲ့ဝီလွဲငွေဘို transition တွေကိုအတုလုပ်လို့မရပဲထင်တာမြင်တာရှိနေအောင်အထင်တာဖွင့်ပြထားတာကြောင့်ပါဒါပေမဲ့ဒီဖြစ်မှာလို့အထူးသတိထားရမှာကကိုယ့်ရဲ့ pass keys တွေကိုလိုချင်လို့ကိုယ့်ရဲ့ account hack ခံရရဲဆိုပြီးတမင်လာများတဲ့ငားစာတွေကိုပါပြောရရင် crypto ငွေကြေး င်းတွေကအခုဆိုရင်ကမ္ဘာနိုင်ငံကြီးတွေမှာအရေးတကြီးအသုံးပြနေကြပြီးရောအတော်လေးကိုဝန်ဆက်နေပါပြီ။ကို့အနေနဲ့ဒီလိုခေတ်သစ်ငွေကြေးတွေကိုမလေးလာမိလိုက်လို့နောက်မှရမယ့်နောင်တကိုကြိုပြီးပြပနေရမယ့်အစားအခုချက်ချင်းစံပြချက်ကိုပြပြတသားချပြစ်လိုက်ပါ။ဆိုတော့အခုချိန်ကအနာဂတ်မှာအရေးပါလာမယ့် Crypto လို့ Digital ငွေကြေးတွေကိုတိမိခောက်မိရှိအောင်တထဲဝင်ဝင်လေးလာဖို့ဗာစင်စင်မအပြေးရှာနေပါနဲ့တော့။ဒါကြောင့်ကမ္ဘာအကြီးဆုံးဖြစ်တဲ့ Binance Exchange မှာလေ့လာလို့ရနေပါပြီ။အဲ့ဒီအတွက် Binance account တစ်ခုဖွင့်ထားဖို့ပဲလိုပါရဲ့ဒီအတွက်လည်းဒီဗီဒီယိုမှာပေးထားတဲ့ link ကနေ account တစ်ဖွင့်ပေးရသူတိုင်းအတွက် reward တွေပေးသွားမှာပါအတင်း account တစ်ခုကတော့အခုပြထားတဲ့ referral code နဲ့ finance account ဖွင့်သူတိုင်းကို reward တွေပေးသွားမှာဖြစ်ပါတယ်ဘာ reward တွေရမှာလဲဆိုရင်ကိုယ့်အနေနဲ့ crypto တွေဝယ်အောင်လုပ်တိုင်းလုပ်တိုင်း20% discount ကိုတသက်တာခံစားခွင့်ရသွားမှာဖြစ်ပါတယ်ဒါအပြင် crypto make ကနေလတိုင်းပြုလုပ်ပေးမယ် activity season တွေမှာလည်း crypto USD တွေ reward ပြန်ပေးသွားမှာပါနောက်ပြီး cryptocurrency နဲ့ပတ်သက်လို့မတိတာတွေ င်မန္တန်ရတိုင်းမင်းဆွေးနွေးကြဖို့အတွက် Crypto Mate Telegram Group ကို join ထားလို့ရတဲ့အဖြစ်ဒီ group ထဲမှာ active ဖြစ်ဆုံး member တွေကိုလည်းရွေးချယ်ပြီးတော့ reward တွေထပ်ပေးသွားအောင်ပါပါ။နောက်ပြီး cryptocurrency အကြောင်းတွေပြင်အခုလိုငွေကြေးဆိုင်ရာအသိကိုသိထားရမယ့်ဗဟုသုတတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့ Crypto Mate Channel ကို subscribe လုပ်ထားဖို့မိပါနဲ့နော်။အခုလိုစောင့်ကြည့်ကြည့်ပေးလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်တွေ့ကြရပါ့။